ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နေမြေအတွင်းမှာရှိတဲ့ကြားဖြတ်ငွေတိမ်လုပ်ငန်းတွေကိုနလအတွင်းအပီးရှင်းမယ်လို့ DKBA ရဲ့စစ်ရေးချုပ်ပုံမှုကြီးစောစိန်ဝင်းက EAUD ကိုပြောပါတယ်။ကြားဖြတ်လုပ်သားတွေဟာကိုယ့်အစီအစဉ်နဲ့ကိုယ်နေရပြန်ရမှာဖြစ်ပြီးသူတို့ရဲ့နေမြေအတွင်းမှာရှိတဲ့ကြားဖြတ် site တွေအားလုံးရှင်းလင်းသွားဖို့ကိုအဓိကထားလှုပ်ဆောင်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ကျွန်တော်တို့မနေ့တနေ့ကတော့ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာဒီဥစ္စာနဲ့ပတ်သက်ဒီဥစ္စာတွေကမလို့သိမလို့အားထည့်အရာဖြစ်တဲ့ခါကျတော့အဲ့ဒီဥစ္စာဖြစ်သိမှုအတွက်တမ်းမြင်ကြတော့ဒီအဖွဲ့တွေညာပို့ဖို့လည်းအခက်အခဲရှိတဲ့ခါကျတော့ဒီလိုပဲကျွန်တော်တို့ကသတို့ဘယ်လိုပြောလဲညီတို့ညာပို့တဲ့စီစဉ်ရှုပ်ထွေးမယ်ညီတို့ကိုလာတဲ့လမ်းကကိုပြန်ပေးဖို့ဒီမျိုးရက်တစ်ခုတက်မှပြီးတော့သတို့ကိုယ်စီစဉ်နိုင်ဖို့ပြန်ဖို့လို့ပြောထားတဲ့လူသားအလုပ်ကြတော့ အဲ့ဒီကုသဘောနဲ့ကိုကိုလာတဲ့လမ်းကကိုအစီအစဉ်ကကိုပြန်သွားဖို့တွေ့တော့ဟိုတလန်းလာတဲ့အပြီးပြန်ခိုင်းတယ်အဲ့ဒီကကေလုံးမသူတို့ပြန်လို့မကိုရတော့တဆင့်ပုံစံတစ်မျိုးနဲ့ထပ်ပြီးပြန်ဖို့အတွက်ရှိစဉ်ရအောင်ပါ DKPA နေမြေအတွင်းမှာရှိတဲ့ကြားပြန့်လုပ်ငန်းဆိုင်တွေဟာထိုင်းနိုင်ငံနဲ့နေနိမိတ်ချင်းထိစပ်နေရဲ့ကြောက်ခတ်ကြီးရွာအပါအဝင်ဝော်လီသေးသားနဲ့မင်းလက်ပံကြီးရွာတွေမှာတည်ရှိနေရလဲဖြစ်ပါတယ်။အဲ့ဒါအပြင်ကြားပြန့်ဆိုင်တွေဟာ ောင်ရင်မြစ်ဘေးတလျှောက်ချန်စီယိုခတ်ပြီးတည်ရှိနေတာဖြစ်တယ်လို့ဆောက်လုပ်နေစဲကြားဖြန့် site တွေလည်း DKPA နေမြေအတွင်းမှာရှိနေရလို့သိရပါဗျ။လက်ရှိမှာတော့ကြောက်ခတ်ကျေးရွာအပါအဝင်မင်းလက်ပံကျေးရွာက ကြားဖြန့်လောက်ကိုင်းနေတူတွေအားလုံးဟာ ပုံမှန်အတိုင်းလဲပတ်လဲရှိတယ်လို့လည်းရွာခံတွေရဲ့ AOD ကိုပြောပါဗျ။ကျိုးဆိုင်တဲ့ပုံမှန်ပဲလောက်နေတာပဲ။ဒီဘက်ချမ်းမှာတော့ညိနေတာပဲသူဆက်လောက်နေတာဟိုဒီက။ ပုံမှန်လုံးလုံးနေတာပေါ့ကိုက်ပွဲတော့နေတိုင်းမှာသူတို့တိုးနေပြင့်နေကြတာပဲလက်နဲ့ကြည့်တော့တောက်ဆောက်ကြတော့မဝင်သေးဘူးအပြင်ဘက်မှာတွေပဲရှိနေတယ်ဒီတရုတ်ဆိုင်ရဲ့ဟုတ်ပြင်ဘက်ပေါ့ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာအနီးမှာတော့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းနဲ့တော်လန်ရေးတပ်တွေအကြာ2025ခုနှစ်အောက်တိုဘာလတည်းကတိုက်ပွဲတွေပြင်းထန်နေရလဲဖြစ်ပါတယ်။တိုက်ပွဲတွေဖြစ်နေပြီမဲ့ DKPA နေမြေအတွင်းမှာရှိတဲ့ကြားဖြတ်လောက်ကင်တူတွေကတော့ ပုံမှန်အတိုင်းလေပတ်နေရလို့ရွာခန့်တွေအပါအဝင်အိဒိဒါမှာကြားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့နှီးဆက်သူတွေကအယောက်ဒီကိုပြောပါတယ်လောကကပြန်ဒီမင်းလက်ပတ်ကိုဖျက်ပြီးမှကျွန်တော်တို့မျိုးရည်တွေကိုရောက်တာ哦ဒီမင်းလက်ပတ်မှာပိတ်ထားတော့သူတို့ပြန်လို့မရတော့အခုတော့ဒီတော့တောက်ခက်ခက်လူပြောတော့ site ထဲမှာပဲဗျာသူတို့ကမင်းလက်ပတ်လည်းအဲ့ဒီတိုင်းပဲသူတို့ပေးမထွက်ဘူးပေါ့နော်ပြန်မတိုက်ပွဲဖြစ်နေတော့ကုမ္ပဏီကလည်းပေးမထွက်တာရဲ့ အာထွက်ချင်ရတဲ့ဖွဲ့စည်းကားရေးနဲ့တော့တွားလို့ရတယ်။ဒါပေမဲ့ဆန်ကဘာလင်းငါချောတော့တောင်းကြရလို့ကုန်တော့မတော်ကြဘူး။ DKBA ဟာတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ American ဘန်ဒါရေးဝင်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကတော့နိုဝင်ဘာလ12ရက်နေ့မှာ DKBA အဖွဲ့အပါအဝင် DKBA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီ စစ်ရေးချုပ်ပူမူကြီးစောစိန်ဝင်းအပါအဝင် စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်နဲ့ဗိုလ်မှူးချုပ်ဆိုင်းကျော်လာတို့ကိုကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတိုင်ခတ်အရေးယူကြောင်းထုတ်ပြန်ခဲ့ပါတယ်။